ဲဒါမိန်းကလေးတယောက်အနေနဲ့ဒါဒါမျိုးကိုချစ်ပြီးပတ်မှုပြည့်လူမျိုးရှိရင်တော့လိုချင်တာပေါ့เนาะအဲ့တော့ခါကျတော့အားကြတဲ့ဟာလေးကို share ထားတာပါ ကယ်ချစ်မြတ်လို့ရမယ်ကိုအဲ mentally by or physically or supporting ပေးနိုင်တဲ့လူအဲပြီးရင်ကိုချင်းစာတရားရှိရဲ့လူမျိုးညီမရွေးချယ်ဖြစ်မှာပါမိန်းကလေးတယောက်အနေနဲ့ကဒါအိမ်အောင်ရေးဆိုတာကန်ဆယ်မဲ့နိုင်လိုက်တယ်လို့ပဲလို့ပြောကြရပါဘောเนาะအားကြပါဒါမိန်းကလေးတယောက်ရဲ့ကန်ဆိုတာဒါအိမ်အောင်ရေးပဲလीเนาะအဲ့တော့သူ့ကိုဒီလိုပံ့ပိုးပေးရဲ့ချစ်ပေးရဲ့ဆိုတော့ဒါ ကိုကိုရီလဲဒါမင်္ဂလိတယောက်အနေနဲ့ဒါဒါမျိုးကိုချစ်ပြီးပတ်မှုပြီးရလူမျိုးရှိရင်တော့လိုချင်တာပေါ့နော်အဲ့တော့ခါကြတော့အားကြတဲ့ဟာလေးကို share ထားတာပါလိုက်ပြုံးမိရေပေါ့နော်သူဆိုဘလို့နေမလဲမသိဘူးကိုရောင်လိုက်ပြုံးမိရေဩသူ့ကိုဒီလောက်တိဟိုလူတန်းပြောရေပေါ့နော်သူ့ကိုဘလို့ဖြစ်လို့ဘလို့ဖြစ်လို့ပြောပေမဲ့သူဒီသူ့ကိုတကယ်ချစ်တဲ့ယောက်ျားတယောက်ကိုကိုတကယ်ဟို respect ရှိရေ ဟိုသူပြောရဲစကားပေါ့နော်ဘလောက်ပဲပတ်စံရှိရှိစိတ်နာမရှိရင်အဲဘာမှလုပ်လို့မရအောင်ဆိုရဲစကားလေးကိုတဘောကြရလို့ပေါ့နော်သူသူယောက်ျားသူ့တကယ်ချစ်တယ်သူ့ပေါ်လဲစိတ်နာရှိရဲပံပိုးပေးရဲလုပ်ပေးရဲအရာကိုကြည့်ပြီး market ဒီ share ထားတင်လာတာလေးကိုပြန် share ဖြစ်တာ can so attack ိုရွေးချယ်ရတာပဲလေနော်အဲအဲဒီဇိုင်းနဲ့အောင်ပေါင်းသိမ်းရတယ်ရွေးချယ်ရတယ်ဆိုတာကိုကရွေးချယ်ရကောင်းတဲ့စိုးရဲဆိုတာလည်းကိုကတွဲနေတဲ့အချိန်မှာမယူခင်မှာလိလာဆုံးဖြတ်ပြီးမှကောင်းလာကိုဘွားတစ်ချောင်းလုံးအတွက်စိုးလားဆိုတာကိုကြည့်ပြီးတော့ဟိုလောက်ရဖြစ်တဲ့အတွက်ကန်ဆိုတာကလည်းကိုကလောက်တာလို့ပဲညီမတို့ယုံကြည်ရဲ့အဲပြီးဘလောက်ပဲဟိုဘလိုပဲဖြစ်ဖြစ်အချစ်တွေဘာပဲဘလိုပဲဖြစ်ဖြစ်ပေါ့နော်အိမ်အောင်ကြွားပြီဆိုဒီအချစ်တွေထက်တန်ရောစင်ရဲ့အချစ်ရဲ့နဲ့တွားကြရလို့ညီမတို့မြင်တဲ့အတွက်ညီမရွေးချယ်ရင်လည်းအဲ့လိုလူမျိုးပဲရွေးချယ်မှာ အဓိကဘလို့ဖြစ်မလဲဆိုရင်အိမ်တော်ကြီးကတော့ဒါတော်တော်များများကိုရွေးချယ်ရဖြစ်တဲ့အတွက်ကောင်းကောင်းဆိုးဆိုးတချို့မိန်းကလေးတွေကဘလောက်ဆိုးဆိုးခံလိုက်ကြရရှိရပေါ့နော်အဲ့တော့ဟိုပြောရမယ်ဆိုရင်အိမ်တော်ကြီးကတော့သမီးစားတွဲရတယ်တော့မတူဘူးပေါ့နော်သမီးစားတွဲတယ်ဆိုတာဒါချစ်တယ်ကြိုက်တယ်အဲပေါ့ပေါ့လေးသွားလို့ရပါမယ်အိမ်တော်ကြသွားပြီဆိုရင်တော့ဒါတွေအကုန်လုံးကစန့်ကျင်မဖြစ်သွားတတ်ကြရဲဆိုတော့ဒါကတော့ကိုရွေးချယ်တဲ့ပုံပဲမူတည်မှာပါ um လို့ယူနာကိုလည်းတကယ်ချစ်မြတ်လို့ရမယ်ကိုအဲ mentally by your physically or supporting ပေးနိုင်တဲ့သူအဲပြီးရင်ကိုချင်းစာတရားရှိရဲ့လူမျိုးညီမရွေးချယ်ဖြစ်မှာပါမိန်းကလေးတယောက်အနေနဲ့ကဒါအိမ်အောင်ရေးဆိုတာကန်ဆယ်မဲ့နိုင်လိုက်တယ်လို့ပဲလို့ပြောကြရပေါ့เนาะအဲကိုရွေးချယ်လိုက်တဲ့လူကအဲချစ်သူဤစာတမီးဘွားမတမီးစာဘွားမှာကောင်းနေဆိုပေမဲ့အဲအိမ်အောင်ကြွားရဟာမကောင်းချင်မှာကောင်းမယ်ဆိုရဲလူတွေလည်းအများကြီးကြုံတွေ့ခဲ့ရရဖြစ်တဲ့အတွက် ကိုရွေးချယ်မယ်ဆိုလည်းတော်တော်စဉ်းစားတော်တော်လေ့လာပြီးမှပဲအိမ်အောင်ပြုပြစ်မှာဖြစ်ပါတယ်ဒီခင်းနဲ့ပဲပြောရမယ်ဆိုရင်ပေါ့ဟိုမိန်းကလေးနဲ့ပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်ပေါ့နော်အချစ်ဆိုတာထက်အကုန်လုံးကဟိုဘသူကဘာကြောင့်မလို့တွဲတယ်ဆိုတဲ့ reason တွေဖြစ်လာကြတယ်ပေါ့နော်အချစ်ဆိုတာတိတ်မရှိကြတော့ဘူးပေါ့အဲ့ဒါကြီးမြင်လာကြတယ်အဲအရင်ခေတ်တည်းလို့မဟုတ်တော့ဘူးဟိုပြီးတော့ယောက်ျားလေးပဲဖြစ်မိန်းကလေးပဲဖြစ်အခုခေတ်ကအရန်ဟို လွယ်ကူနေရခစ်ဖြစ်တဲ့အတွက်ကြောင့်ဖောက်ပြန်တာတို့ဟိုသမီးစားဘွားမှာချစ်လောက်ခံရတာလို့မျိုးစုံခံခဲ့ရပေါ့နော်အကုန်လုံးကဟိုညီမဆိုရင်လည်းဒါဘယ်လိုပြောရမလဲဟိုအချစ်ဆိုတာထက်ကိုအခုနောက်ပိုင်းညီမက ကိုယ့်ပေါ်ကို respect ရှိလား mutual respect ရှိလားကိုယ့်ကိုစေတနာရှိလားကိုယ့်ပေါ်ကိုစင်စာတရားရှိလားယောက်ျားကောင်းတယောက်ရဲ့အင်္ဂါရဲ့ပြည့်စုံလားဆိုတာကြည့်ပြီးမှပဲညီမတော့ထပ်ပြီးဆုံးဖြတ်တော့မှာညီမတော့ဒီကိုစင်စာတရားပေါ်နံပါတ်1ချက်ကကိုစင်စာတရားရှိရမယ်အဲ့ဒါတော့နံပါတ်1အရေးကြီးဆုံးပဲဘာလို့ဆိုယောက်ျားလေးနဲ့မိန်းကလေးရှင်တဲ့အခါမှာမိန်းကလေးတယောက်က ယောက်ျားလေးတယောက်ဘလောက်ပဲချစ်ချစ်ကိုချင်းစာတရားမရှိရယောက်ျားနားမှာနေရတယ်ဆိုရင်ဟိုပြောရရင်ဒါလောင်ရင်ထဲမှာပိတ်မိနေငတ်တကောင်လိုပဲဖြစ်သွားမှာပဲလေနော်အဲ့တော့မင်းကလေးရဲ့ဇာတ်မှာမင်းကလေးရဲ့အာနွန်းအာနေတဲ့လူဖြစ်တဲ့အတွက်ကိုချင်းစာတရားအပြည့်ရှိတဲ့လူမျိုးပဲညီမလိုချင်ပါတယ်